ို့ဖះငါးစုအနီးဝန်းကျင်မှာ TNL နဲ့ PDF တွေရှိလို့လေချောင်းကနေပုံကျဲတာထိခိုက်သေးဆုံးသူတွေက TNL နဲ့ PDF တွေဆိုပြီးဖြန့်ဝေနေပါတယ်။မင်္ဂလာပါ။ TV ဖတ်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့မိုးကုတ်မြို့မှာစစ်တပ်ကပုံကျဲလိုက်တာ TNL နဲ့ PDF စခန်းလားကရင်ပြည်နယ်ဖအံမြို့နယ်ဖားပောင်ကျေးရွာကိုလက်နက်ကြီးနဲ့ပစ်တာ KNU ဟုတ်မဟုတ်စရဲစီစစ်ချက်တွေကိုဒီ podcast ကနေနားဆင်နိုင်မှာပါ မိုးကုတ်မြို့ဖះငါးစုအနီးဝန်းကျင်မှာ TNL နဲ့ PDF တွေရှိလို့လေချောင်းကနေပုံကျဲတာထိခိုက်သေးဆုံးသူတွေက TNL နဲ့ PDF တွေဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့ဘုံကျဲခံရပြီးထိခိုက်သေးဆုံးသူတွေဟာဘလုံးကန်နေတဲ့ကလေးတွေသာဖြစ်တာကို DVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသခံတွေနဲ့ TNL တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုမေးမြန်းတည်ပြထားပြီးသတင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်မိုးကုတ်မြို့ဖျားငားစုအနည်းဝကျင်မှာ TNL နဲ့ PDF တွေရှိလို့လေကြောင်းကနေပုံကျဲတာထိခိုက်တည်ဆုံးသူတွေက TNL နဲ့ PDF တွေဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။အမှန်တကယ်ဘုံကျဲခံရတဲ့နေရာဟာဖူစဲဘောလုံးကွင်းဖြစ်ပြီးထိခိုက်တည်ဆုံးသူတွေဟာလည်းဘောလုံးကန်နေတဲ့ကလေးတွေသာဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမှာကတော့ ကရင်ပြည်နယ်ဖက်အံမြို့နယ်ဖားပောင်ကျေးရွာကစတင်နေတဲ့ဆီယာမအိမ်ကိုခဲနူကလက်နက်ကြီးနဲ့ပစ်လို့နှစ်ဦးတေဆုံးပြီး17ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဒီဖြစ်စဉ်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ကရင်ပြည်နယ်ဖက်အံမြို့နယ်ဖားပောင်ကျေးရွာမှာတိုက်ပွဲမရှိဘဲစစ်အုပ်စုကလက်နက်ကြီးနဲ့ပစ်လို့ပြည်သူတွေတေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါဗျာ။ တရင်ဌာနတွေရဲ့ဖော်ပြချက်ထဲမှာ KNU ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးတည်ဆုံးသူတွေရဲ့နာမည်အသက်နဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။ဒါအပြင်တရင်ဖော်ပြချက်တွေထဲမှာဒေသခံတွေနဲ့မြို့နယ်တာဝန်ရှိသူတွေကိုပါမေးမြန်းပြီးတရင်ဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ကရင်ပြည်နယ်ဖအံမြို့နယ်ဖားပောင်ကြီးရွာကစတင်နေတဲ့ဆီယာမအိမ်ကို KNU ကလက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးသေဆုံးပြီး၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြန့်ဝေနေတာဟာလူအားဆွဲရေးသားဖြန့်ဝေနေတဲ့တဲ့အမှားသာဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့တဲ့တွေကိုအမှန်အမှားခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။အွန်လိုင်းပေါ်ကတဲ့တွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင် fact check လုပ်ပြီးမှယုံကြည်ကြပါနော်။မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်။